ရီယယ်မထွေတင်းနဲ့လမ်းခွဲခဲ့ပြီးတဲ့နောက်ကလတ်တင်းလက်မှတ်ဖြစ်နေတဲ့နီးပြစီတန်းကနီးပြလောကကိုပြန်လဲဝင်ရောက်มาဖြစ်တယ်လို့အတည်ပြုခဲ့ပြီးလီဘာမူတင်းနဲ့တင်းတွေထွက်ပေါ်နေလို့သိရပါတယ်။မင်္ဂလာပါဒီဆိုဒက်စ်ပွန်အနာတိတ်မန့် channel ကနေပြီးတော့มาပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာ။အသက်53နှစ်အရွယ်ရှိပြီဖြစ်တဲ့နီးပြစီတန်းကဆိုရင်တော့ professional ကစားသမားဘဝနေနားယူခဲ့ပြီးတဲ့နောက်2023ခုနှစ်ကရီယယ်မထွေတင်းလက်ထောက်နီးပြဖြစ်နီးပြလောကကိုစတင်ဝင်ရောက်ခဲ့သူလည်းဖြစ်ပါတယ်။ အဲဒီနောက်မှာဆိုရင်တော့နီးပြစီတန်းက2016ခုနှစ်က Real Madrid အသင်းနီးပြဖြစ်ခန့်အခံခဲ့ရပြီးတဲ့နောက်အသင်းကိုအောင်မြင်မှုတွေရယူပေးနိုင်ခဲ့ပြီး Spain La Liga Fla နဲ့ Champions League Fla တို့ကိုစုခုပေးနိုင်ခဲ့ပေမဲ့2018ခုနှစ်ကအသင်းနီးပြရှာရူကနေနှုတ်ထွက်ခဲ့ရလဲဖြစ်ပါတယ် နေပြစီတန်းအဆိုရင်တော့ Real Madrid အင်းနေပြဂျာရူကနေနှုတ်ထွက်ပြီးတဲ့နောက်2019ခုနှစ်က Real Madrid အင်းကိုဒုတိယကြိမ်ထပ်မံတောင်းဝင်ယူကင်တွယ်ခဲ့ပြီးအသင်းကိုစုပလောင်းတွေစုကူပေးနိုင်ခဲ့ပေမဲ့2021ခုနှစ်မေလကအသင်းနေပြဂျာရူကနေထပ်မံနှုတ်ထွက်ခဲ့ပြီးတဲ့နောက်လက်ရှိချိန်ထိကလပ်အင်းလက်မှတ်ဖြစ်နေရလဲဖြစ်ပါတယ် Real Madrid အင်းကနေနှုတ်ထွက်ပြီးတဲ့နောက်နေပြစီတန်းကိုဥရောပထိပ်တန်းကလပ်အသင်းတွေကနှစ်စဉ်ကမ်းလှမ်းမှုတွေလှုပ်ဆောင်ခဲ့ကြပြီးမလဲနေပြစီတန်းကတော့အစောပိုင်းက ကလတ်တင်းတွေထက်ပြင်သစ်အတင်းကိုသာကင်တွယ်လိုတဲ့အတွက်ကံလန်းမှုတွေကိုညှင်းပယ်ခဲ့ရလဲဖြစ်ပါတယ်။ဒါပေမဲ့ပြင်သစ်နိုင်ငံဘောလုံးဖွဲချုပ်ကပြင်သစ်အတင်းနီးပြဖြစ်နီးပြဒတ်ချန်ကို2026ကမ္ဘာ့ဖလားပြိုင်ပွဲအထိတာဝန်ပေးရခံထားတဲ့အတွက်နီးပြစည်းရန်းနေနဲ့ကလတ်တင်းတင်းကိုတာဝန်ယူကင်တွယ်ဖို့ပြင်ဆင်လာလဲဖြစ်ပါတယ်။လက်ရှိမှာဆိုရင်တော့လီဗာပူးအသင်းကနီးပြ slot လောက်အောက်မှာဇာလတ်တွေမတိမကျိဖြစ်နေတဲ့အတွက်နီးပြပြောင်းလဲလို့ဆောင်လို့နေပြီးလီဗာပူးအသင်းနီးပြအသစ်ဖြစ်နီးပြစီရန်ကရေပန်းစားနေရလို့သိရပါဗျ။မက်ဆီကိုကလပ် လီယွန်အသင်းနဲ့စာချုပ်ဖြတ်သိမ်းပြီးလမ်းခွဲခဲ့ပြီးတဲ့နောက်ကလတ်တင်လက်မှတ်ဖြစ်နေတဲ့ကွင်းလယ်ကစားသမားဂျိန်းရိုဒရီကွတ်စ်ကအသင်းသစ်ရှာဖွေနေပြီးတော့ဥရောပကိုပြန်လည်ပြောင်းရွှေ့ဖို့ကြိုးပမ်းနေတယ်လို့သိရပါဗျ။အသက်34နှစ်အရွယ်ရှိဖြစ်တဲ့ဂျိန်းရိုဒရီကွတ်စ်ကလီယွန်အသင်းနဲ့အခုဘောလုံးရသည့်ကုန်မသာစာချုပ်သက်တမ်းကုန်ဆုံးမှဖြစ်ပေမဲ့စာချုပ်သက်တမ်းမကုန်ဆုံးမီမှာစာချုပ်ဖြတ်သိမ်းပြီးလမ်းခွဲခဲ့ပြီးတဲ့နောက်ကလတ်တင်လက်မှတ်ဖြစ်နေရလဲဖြစ်ပါတယ်။ Jane Rodriguez ကဆိုရင်တော့ professional ကစားသမားဘဝကဥရောပထိပ်တန်းကလပ်အသင်းကြီးတွေဖြစ်တဲ့ ်ပေါ်တိုအသင်းမိုနာကိုအသင်းရီယယ်မက်ထရစ်အသင်းဘိုင်ယန်မြူးနစ်အသင်းအေဗာတန်တင်းတို့မှာဆင်းဆင်းပြောင်းရွှေ့ကစားခဲ့သူလည်းဖြစ်ပါတယ်။ဂျိန်းရူဂျီကွက်ခါဆိုရင်တော့ရီယယ်မက်ထရစ်အသင်းနဲ့အတူအကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့ပြီမလဲ။နောက်ပိုင်းနှစ်တွေမှာဒဏ်ရာပြဒနာရီနဲ့ရုန်းကန်ကဲရပြီးတဲ့နောက်2021ခုနှစ်ကအေဗာတန်တင်းကနေနှုတ်ထွက်ခဲ့ပြီးတဲ့နောက်အရီယန်အသင်းဆာဗော်လိုအသင်းဘေဂါနိုအသင်းနဲ့လီယွန်အသင်းတို့ထံကိုအစဉ်အဆက်ထပ်မံပြောင်းရွှေ့ကစားခဲ့ရလည်းဖြစ်ပါတယ်။ ဂျိန်းလိုရီကွက်ကဆိုရင်တော့အင်ရှင်ဖြစ်ကျင်းပါတဲ့2026ကမ္ဘာပလပြိုင်ပွဲမှာမက္ကဆီကိုအသင်းနဲ့အတူပေါင်းဝင်ကစားလို့တဲ့အတွက်ကမ္ဘာပလပြိုင်ပွဲမတိုင်မီအသင်းတစ်သင်းမှာပြောင်းရွှေ့ကစားခွင့်ရဖို့ကြိုးပမ်းနေရလို့သိရပါတယ်ဗျာ။